လူတွေမပျော်ရွှင်ရတဲ့အကြောင်းရင်းတွေကတစ်ချက်ကတော့လူတိုင်းလူတိုင်းကပြည့်စုံပြီးသားဆိုတာကိုမေ့နေကြပြီးတော့မှကိုယ်မှာရှိတဲ့အရာတွေကိုမြင်အောင်ကြည့်ပြီးတော့တန်မိုးထားတတ်တဲ့စိတ်မရှိတာပါအဲ့ဒီစိတ်ကကိုယ်ကိုမပျော်ရွှင်စေတဲ့အဓိကတော့ချက်အနေနဲ့ဒါဖြစ်တည်နေပါတယ်။ဒါကြောင့်မို့လို့ပျော်ရွှင်ခြင်းနဲ့ဘဝမှာကိုဖြစ်ချင်တာတွေကိုကောင်းကောင်းမွန်မွန်နဲ့ဖန်တီးနိုင်ခြင်းနဲ့ manifestation နဲ့အောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကိုယ်မှာရှိရမယ့်စိတ်ထားလေးကကိုယ်မှာရှိတဲ့အရာတွေကိုမြင်အောင်ကြည့်တတ်ပြီးတော့တန်မိုးထားတတ်ပြီးတော့ကျေးဇူးတရားပွားများရမှာပဲဖြစ်ပါတယ်။ဒါကြောင့်ဘဝမှာ ပျော်ရွှင်ရွှင်အေးအေးချမ်းချမ်းနေခြင်းနဲ့ကိုပြစ်ချင်တာတွေကိုလည်းဖန်တီးနိုင်ခြင်းနဲ့ manifestation နေနဲ့အောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ practice gratitude ဆိုတဲ့ကျေးဇူးတရားပွားများတတ်တဲ့အကျင့်ကိုပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။ ချမ်းကအခုတော့ YouTube မှာဒီစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေ manifestation ပြုလုပ်တဲ့အကြောင်းရင်းတွေ manifestation ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မှမျှဝေပေးနေတာမျိုးဖြစ်ပါတယ်။ဒီနေ့ဒီဗီဒီယိုလေးထဲမှာတော့ကျေးဇူးတရားဘယ်လိုပွားများရမလဲဆိုတာတွေနဲ့ပတ်သက်ပြီးတော့ကျေးဇူးတရားပွားများတဲ့အခါမှာဘယ်လိုအကျိုးကျေးဇူးတွေရရှိပြီးတော့ကိုယ့်ရဲ့ဘဝကိုဘယ်လိုပြောင်းလဲနိုင်မလဲဆိုတာကိုချမ်းက sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ပြီးတော့ဒါတွေအကုန်လုံးကချမ်းရဲ့အတွေ့အကြုံတွေပဲဖြစ်ပါတယ်။ကိုယ့်ရဲ့ဘဝမှာလောဘတွေနဲ့ကိုလိုချင်တဲ့အရာတွေကိုရှာဖွေတယ်။လောဘတွေအများကြီးနေတယ်။ကိုလိုချင်တဲ့အရာတွေကိုလောဘတွေနဲ့ ဲ့ပဲဖန်တီးနေတယ်ဆိုလို့ရှိရင်တော့အဲ့ဒီအရာတွေက အာဖြစ်လာဖို့အတွက်ခက်ခဲနှောက်နေပြီးတော့မှကိုယ့်ရဲ့စိတ်တွေကိုလည်းမပြောမရှင်ဖြစ်စေရဲပေါ့နော်။ဒါကြောင့်ကျေးဇူးတရားပွားများခြင်းကိုဘယ်လိုလုပ်ရမလဲဆိုတော့ချမ်းကအခုပြောပြပါမယ်။ဒီကျေးဇူးတရားပွားများတဲ့အခါမှာဘယ်လိုအကျေးကျေးဇူးတွေရမလဲဆိုလို့ရှိရင်တော့ဒါနံပါတ်1တစ်ချက်နေနဲ့ကိုယ့်ရဲ့စိတ်ကျန်းမာရေးကိုကောင်းမွန်စွာတိုးတက်စေပြီးတော့မှကိုယ့်ရဲ့ပျော်ရွှင်မှုတွေကိုလည်းတိုးပွားစေပါရစေ။ကိုယ့်ရဲ့ဘဝမှာကောင်းမွန်တဲ့အရာတွေကိုလည်း attract လုပ်နိုင်ပါရစေ။ကိုယ့်ရဲ့ဘဝမှာကောင်းမွန်တဲ့ရှုထောင့်နေရနေပြီးတော့အဲ့ဒီအရာတွေကိုမြင်လာတဲ့အခါမှာကိုယ့်ရဲ့စိတ်ထဲမှာစိတ်ဖြစ်စည်းမှုတွေရောကြလာမယ်။ဒီကောင်းမွန်တဲ့အရာတွေကိုကမြင်ပြီးတော့မှ တံမိုးထားတက်လာမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ထဲမှာပျော်ရွှင်မှုတွေကိုလည်းခံစားလာရမှာပဲဖြစ်ပါတယ်။ဥပမာအားဖြင့်ကို့မှာရည်မဲချက်အကြီးရှိတဲ့အခါမှာအဲ့ဒီရည်မဲချက်တွေကိုဖြည့်မြအောင်လုပ်နိုင်မဲ့ကို့မှာရှိနေတဲ့အရာလေးတွေကိုကျေစုတင်တက်ရမှာပါ။ကိုယ့်ရဲ့ဘဝမှာကောင်းမွန်တဲ့ရှုထောင့်တွေကိုပဲအာရုံစိုက်ထားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝတွေက negative energy တွေကိုရောကြလာစေပြီးတော့မှ negative thinking တွေကိုလည်းမတွေးမိစေတော့ပါဘူး။ဒါကြောင့်ကိုယ့်ရဲ့ဘဝမှာ negative မကောင်းတဲ့အရာတွေလည်းမဖြစ်လာတော့ပါဘူး။ဒါကြောင့် practice gratitude ကျေစုတရားပွားများမယ်ကို့မှာရှိတဲ့အရာတွေကိုကျေစုတင်တက်မယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဘဝတွေက ောင်းမွန်တဲ့အရာတွေကိုထပ်ပြီးတော့စွန့်ငင်လိုက်တာမှာပဲဖြစ်ပါတယ်။ကျေးဇူးတရားပွားများခြင်းအကျိုးကျေးဇူးနံပါတ်1အချက်အနေနဲ့တော့ကိုယ့်ရဲ့ပျော်ရွှင်မှုကိုတိုးတက်စေနိုင်တာပဲဖြစ်ပါတယ်။ကိုယ့်ရဲ့ဘဝမှာကောင်းမွန်တဲ့အရာတွေကိုခြောက်ဖွေပြီးတော့ appreciate လုပ်တတ်မယ်ဆိုလို့ရှိရင်အဲ့ဒီစိတ်ထားကကိုယ့်ရဲ့ဘဝမှာပျော်ရွှင်မှုတွေကိုပုံမှုပြီးတော့မှတိုးတက်လာစေတာပဲဖြစ်ပါတယ်။လေးလာမှုတွေအရာတွေးရှိထားတာကတော့ဒီ practice gratitude ကျေးဇူးတရားအမြဲအဆက်မပြတ်ပွားများတဲ့လူတွေကအကောင်းမြင်စိတ်ပုံမှုများပြလာပြီးတော့မှပို့ပြီးတော့မှပျော်ရွှင်လာတဲ့လူတွေဖြစ်လာကြပါတယ်လို့တွေးရှိထားပါတယ်။ ဒါကြောင့်မို့လို့အမြဲတမ်း practice gratitude ကိုမနက်တစ်ခါညတစ်ခါလုပ်ပေးသင့်ပါတယ်။နောက်ထပ်တစ်ချက်ကတော့ကိုယ့်ရဲ့ relationship တွေကိုပို့ပြီးတော့မှခိုင်မာလာစေပြီးတော့မှကောင်းတဲ့ဘက်ကိုဦးတည်သွားစေပါတယ်။ကိုကကိုယ့်ရဲ့အပေါင်းအသင်းမိတ်ဆွေကိုယ့်ရဲ့မိသားစုတွေနဲ့ပတ်သက်ပြီးတော့ကောင်းတဲ့အရာလေးတွေကိုပဲကြည့်မယ်။အဲ့ဒီကောင်းတဲ့အရာတွေအတွက်ကျေးဇူးတင်မယ်။ကိုယ့်ရဲ့ဘေးနားမှာရှိနေပြီးတဲ့အတွက်ကျေးဇူးတင်မယ်။မကောင်းတဲ့လူတွေကိုလည်းကျေးဇူးတင်တတ်မယ်။သူတို့ကကိုယ့်ကိုနားကြောင်လုပ်ခဲ့လို့ကိုယ့်ကိုထားသွားခဲ့တဲ့အတွက်ကိုက lesson တွေရတယ်။ကိုယ့်ရဲ့စိတ်ဓာတ်တွေကပို့ပြီးတော့တန်မာသွားတာဖြစ်တဲ့ကြောင့်မလို့မကောင်းတဲ့လူတွေကိုလည်းကောင်းတဲ့ဘက်ကနေညှိပြီးတော့မှ ာကျေးဇူးတင်ပြီးတော့မှကိုဘေးနားမှာရှိတဲ့ကိုရဲ့ချစ်ခင်ရတဲ့မိသားစုတွေမိတ်ဆွေပေါင်းသင်းတွေအကုန်လုံးကိုလည်းကိုရဲ့ဘွားတွေမှာရှိနေပြီးတဲ့ကြောင့်မို့လို့ဒါသူတို့ရှိနေလို့ကိုရဲ့ဘွားလေးဒီလိုပျော်ရွှင်ရတယ်ဆိုတော့ကောင်းမွန်တဲ့ဘက်ကနေကြည့်လိုက်ပြီးတော့မှကျေးဇူးတင်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့မှကောင်းမွန်တဲ့ relationship တွေကိုတည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်ကျေးဇူးတရားပွားများတဲ့အခါမှာကိုဘေးနားမှာရှိတဲ့လူတွေကိုလည်းတန်ဖိုးထားဖို့မမေ့ပါနဲ့။ကိုကိုထားခဲ့တဲ့လူတွေကိုနာကြအောင်လုပ်ခဲ့တဲ့လူတွေကိုပေါ်မကောင်းခဲ့တဲ့လူတွေကိုလည်းဘုံကယူတတ်ရင်တင်ငင်းစားတွေကြီးပဲမို့လို့ကိုကိုတန်မာအောင်လုပ်ပေးခဲ့တဲ့လူတွေကြီးပါပဲ။ဥပမာဒီကျေးဇူးတရားပွားများခြင်းက ကဥပမာအားဖြင့်ကိုကတနေ့တာမှာစိတ်ပျက်စရာတွေနဲ့ကြုံတွေ့နေရတယ်။ကိုရဲ့ဘဝကိုစိတ်ပျက်နေတယ်ဆိုလို့ရှိရင်ကိုထက်ဒုက္ခရောက်နေတဲ့လူတွေ၊ကိုလောက်အဆင်မပြေတဲ့လူတွေ၊အဲခန္ဓာပေါင်းစုံမှာအဆင်မပြေတဲ့လူတွေရှိမယ်ပေါ့နော်။အဲ့တော့ကိုကအဲ့ဒီအရာကိုစိတ်ပျက်အားစိတ်ပျက်အားငယ်မနေဘဲနဲ့ဥပမာဒီနေ့အသက်ရှင်ရတဲ့အတွက်ဒီနေ့နေလုံးကြီးကိုမြင်ရတဲ့အတွက်ဒီနေ့နေအောင်ကြီးကိုခံစားခွင့်ရတဲ့အတွက်ဒါဂျေဇူးတင်ခွင့်ရပြီးရပေါ့နော်။အဲ့ဒီအတွက်ဂျေဇူးတင်ပါတယ်ဆိုပြောမှအဲ့တော့ဒီအချိန်ဒီမှာကိုလောက်အဆင်မပြေတဲ့လူတွေရှိမယ်။အာနောက်နေ့မှာမိသားစုနဲ့ ူမရှိနိုင်တော့တဲ့လူတွေရှိမယ်။ကိုကကံကောင်းသောအဖြစ်ဒီအချိန်ဒီမှာအသက်ရှင်သေးတယ်။နေရောင်ခြေကိုရသေးတယ်။ကောင်းကောင်းမွန်မွန်အိပ်စက်ကသေးတယ်ဆိုလို့ရှိရင်ဒါကကျေးဇူးတင်ရမယ့်အရာတွေပဲပေါ့နော်။အဲကြောင့်ဒီသေးသေးလေးအစကိုအသက်ရှင်နေရတဲ့ဒီတရက်တာအတွက်ကျေးဇူးတင်ပါတယ်။နေရောင်ခြေကိုမြင်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကောင်းကောင်းမွန်မွန်နွဲ့နွဲ့ထွတ်ထွတ်အေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်။အာဒီနေ့အတွက်ကြိုးစားခွင့်ရသေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကိုမိသားစုကိုဘေးနားမှာဆောင်ရှားခွင့်ရသေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုရယ်စသဖြင့် အခြေခံအဖြစ်ကိုယ့်ရဲ့ဘဝမှာတေးမွှားတဲ့အရာတိတိလေးတွေအားစားအဲ့လိုမျိုးကျေးဇူးတင်တဲ့စိတ်နဲ့ကျေးဇူးတရားပွားများရမှာပဲဖြစ်ပါတယ်အဲ့လိုမျိုးပွားများလိုက်ခြင်းအဖြစ်ကိုယ့်ရဲ့စိတ်ကိုတည်ငြိမ်စေပြီးတော့မှကောင်းမွန်တဲ့ဘက်ကိုပဲစိတ်ကိုရောက်သွားစေပါတယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့စိတ်ကကောင်းမွန်တဲ့ဘက် positive thinking တွေများလာပြီးဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝထဲမှာကိုယ့်ဖြစ်ချင်တာတွေကိုတည်တည်ငြိမ်ငြိမ်အေးစနစ်နဲ့ဖန်တီးနိုင်မှာဖြစ်တယ်လို့ကိုယ့်ဘေးနားလူတွေကိုလည်းပျော်ရွှင်စေနိုင်လာမှာပဲဖြစ်ပါတယ်ကိုယ်ပျော်ရွှင်ပြီးဆိုလို့ရှိရင်ကိုယ့်ရဲ့ဘေးနားလူတွေကလည်းနေရတာစိတ်သက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 ်ရှိပြီးတော့မှပို့ပြီးတော့ပျော်ရွှင်လာမှာပဲဖြစ်ပါတယ်ဒီခါမှာ ာတော့ချမ်းကဒီ practice gratitude ဘယ်လိုလုပ်ရမလဲဆိုတဲ့အချက်ကလေးတွေကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။ဆိုတော့ပထမတစ်ချက်အနေနဲ့ practice gratitude လုပ်ဖို့ကျေးဇူးတရားပွားများဖို့အတွက်မနေ့ကရထားတဲ့အခါမှာကိုက journaling လုပ်ရမှာပဲဖြစ်ပါတယ်။ start with a gratitude journal ဆိုပြီးတော့မှမနေ့အရထားတဲ့အခါမှာ journaling လုပ်ပေးရမှာပဲဖြစ်ပါတယ်အဲ့တော့အချိန်ခဏလောက်ယူလိုက်ပေါ့နော်7မိနစ်ဖြစ်ဖြစ်9မိနစ်ဖြစ်ဖြစ်ကိုအိမ်ရထားတဲ့ချင်းမှာစာအုပ်တအုပ်ဘောပင်လေးတစ်ချောင်းယူပြီးတော့မှဒီနေ့အတွက်နိုးထလာရတဲ့အခါမှာကိုကဘာတွေအတွက်အကောင်းမြင်လဲဘာတွေကိုကျေးဇူးတင်မိလဲဆိုတော့ဒီ10ချက်လောက်သို့မဟုတ်9ချက်လောက်ဖြစ်ဖြစ်ကိုစာအုပ်ထဲမှာချရေးလိုက်ပါအဲ့တော့ချမ်းအနေနဲ့ကတော့အိမ်ရထားလာပြီဆိုလို့ရှိရင်เนาะဒါဒီနေ့အနေနဲ့အသက်ရှင်ခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီနေ့အနေနဲ့အိမ်နဲ့ဒါဆက်သွယ်ခွင့်ရတဲ့အတွက်ကျေးဇူး တင်ပါတယ်ညမှာနင်းနင်းထွတ်ထွတ်အိတ်ခဲတဲ့အတွက်ကျေးဇူးတင်ပါတယ်အာဒီနေ့မှာလူကအကောင့်တိုင်းမရှိသေးတဲ့အတွက်စူးစမ်းခွင့်ရသေးတဲ့အတွက်မြင်နိုင်သေးတဲ့အတွက်အစားကောင်းကောင်းစားနိုင်သေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆက်သဖြင့်ချင်းကအာအချက်အချက်ကလေးတွေကိုပေါ့နော်ကိုကျေးဇူးတင်ရမယ်စိတ်ထဲမှာပေါက်လာတဲ့ကျေးဇူးတင်စရာကောင်းတဲ့အချက်ကလေးတွေကိုစောင့်ထဲမှာခြာရေးလိုက်ပါတယ်အဲ့လိုခြာရေးခြင်းအပြင်ကိုယ့်ရဲ့မသိစိတ်ထဲကိုအဲ့ဒီကောင်းမွန်တဲ့အတွေ့တွေဝင်သားပြီးတော့မှတစ်နေ့တာလုံးကို energy အပြည့်နဲ့ဒါဖြစ်သန်းနိုင်မှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒါပထမဆုံးတစ်ချက်အနေနဲ့ပေါ့နော်အေးရထားတဲ့ ့အခါမှာစာကလေးတော့ယူဘောပင်လေးတစ်ချောင်းယူပြီးတော့မှအာ7မိနစ်လောက်အချိန်ယူပြီးတော့မှဒီနေ့ဘာတွေ grateful for ဘာတွေကျေးဇူးတင်စရာကောင်းလဲဆိုပြီးတော့မှပြန်တွေးပြီးတော့မှစာအုပ်ထဲမှာချာရေးလိုက်ပါဒါ gratitude ပွားများခြင်းပဲဖြစ်ပါတယ်နံပါတ်1တစ်ချက်အနေနဲ့ပြုလုပ်လို့ရတာကတော့ morning affirmation မှာ morning positive affirmation မှာအဲ့တော့ gratitude practice လုပ်တဲ့အခါမှာဆုနာလို့ journaling လုပ်ပြီးလဲရေးလို့ရတယ်လို့ချဲရတော့အကုန်လုံးတယ်ပေါ့နော်အဲ့တော့ကိုက journaling လုပ်တဲ့အခါမှာနောက်တစ်ခုဘာလုပ်လို့ရသေးလဲဆိုတော့ morning positive affirmation ကိုရဲ့ဗဇက်ကနေပြီးတော့မှကောင်းမွန်တဲ့ affirmation တွေကိုယူဆိုတာပဲဖြစ်ပါတယ်အဲ့တော့လက်မှာခြာရေးပြီးတော့လို့ရှိရင်ဒီအတန်တွေမှာလှိုင်းနေပါတယ်ဗောနော် frequency လှိုင်းနေပါတယ်ဒီစိတ်မှာလည်း frequency ချိန်ထုံးနေရှိတယ်အဲ့တော့ကိုယ့်ရဲ့အတန်ကိုကိုယ့်ရဲ့မသိစိတ်ကကြားတဲ့အခါမှာမသိစိတ်ကအကုန်မှတ်တယ်ဗောနော်ချမ်းပြောပြခဲ့တဲ့အချိန်မှာအဲ့တော့မသိစိတ်ရဲ့အကြောင်းတိတိကျကျသိချင်တော့ချမ်းအရှင်းမှာတင်ပေးခဲ့တဲ့ဗီဒီယိုလေးမှာနားထောင်လို့ရပါတယ်ဆိုတော့ကိုယ့်ရဲ့ နှုတ်ကနေပြီးတော့မှကောင်းမွန်တဲ့စကား positive affirmation တွေကိုယူဆလိုက်မယ်ဆိုလို့ရှိရင်တော့အဲ့ဒီတနေ့တာကို energy အပြည့်နဲ့ဖြတ်သန်းနိုင်မှာပဲဖြစ်ပါတယ်အဲ့တော့စွန့်နှစာအုပ်ထဲမှာခြာရေးခဲ့တဲ့အရာတွေကိုသို့မဟုတ် YouTube မှာ အဲ့ဒီ positive morning affirmation ကိုရိုက်ရှာလိုက်ပေါ့နော်အဲ့မှာအများကြီးပဲရှိတယ်ကျန်တော့အင်္ဂလိပ်လိုပဲနားထောင်ဖြစ်ပါတယ်မြန်မာလိုရေးမြန်မာလိုတင်ထားတဲ့ဟာတွေလည်းရှိရပေါ့နော်အဲ့တော့ channel မြန်မာလိုတပုတ်ထပ်တင်မိမယ်ပေါ့နော်အဲ့တော့အဲ့ဒီ positive morning positive affirmation လေးတွေကိုကိုကမပြောတတ်သေးဘူးဆိုလို့ရှင်နားထောင်လိုက်ပါနားထောင်ရင်လည်းကိုယ့်ရဲ့စိတ်မှာ light တွေးပေါ့နော်အာသူတို့ကတော့အများကြီးပြောလိမ့်မယ် i'm very thankful for uh everything i have အဲ့လိုမျိုးစသဖြင့်ပေါ့နော်ကိုယ်မှာရှိတဲ့အရာတွေကိုကိုယ်အများနဲ့ကျေစုတင်နေဆိုတဲ့အကြောင်းဆွနာချမ်းစာအထဲမှာခြာရေးခိုင်းတဲ့အချက်ကလေးတွေကိုသူတို့ကအတန်အနေနဲ့ပြန်ပြောတာကိုကျွန်တော်နားထောင်ပြရမှာဖြစ်ပါတယ်အဲ့လိုကိုကနားထောင်နေနေကိုယ့်ပါဇက်ကနေလဲလိုက်ပြောလို့ရပါတယ်အဲ့လိုပြောခြင်းအပြင်ကိုကကိုယ့်ရဲ့မသိစိတ်ထဲမှာကောင်းတဲ့စကားတွေအတွေးတွေကိုမသိစိတ်ကမှတ်သွားပြီးတော့မှ17% 80%အလုပ်လုပ်တယ်ပေါ့နော်ဒါကြောင့်မို့လို့မနက်ခင်းမှာကိုယ့်ရဲ့မသိစိတ်ထဲကိုကောင်းမွန်တဲ့အရာတွေရိုက်ထည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဒါတစ်နေ့တာလုံးကိုကောင်းကောင်း မွန်နဲ့အဲအကောင့်ဘက် positive ဘက်ကနေပြီးတော့ဖြတ်တန်းနိုင်မှာပဲဖြစ်ပါတယ်ပြီးတော့ negative thinking နေလည်းဝင်လာမှာမဟုတ်ဘူးပေါ့နော်ဒါကြောင့်မို့လို့ positive affirmation ကို YouTube မှာရိုက်ချလိုက် ပြီးတော့မှအဲ10မိနစ်လောက်ဖြစ်ဖြစ်သွားတိုက်နေရင်ပဲဖြစ်ဖြစ်ပေါ့နော်မနက်စာပြင်နေရင်လည်းဖြစ်ဖြစ်နားထောင်လို့ရပါတယ်နောက်ထပ်တစ်ချက်ကတော့ gratitude meditation မှာအဲ့တော့ကိုက journaling လမ်းလုပ်ပြီးသွားပြီး positive affirmation လည်းအဲ့လိုသွားတိုက်ရင်လည်းမနက်စာပြင်နေနားထောင်ပြီးသွားပြီးဆိုလို့ရှိရင်နော်မနက်စာစားပြီးတဲ့အခါမှာသို့မဟုတ်ဘာမှမလုပ်သေးခင်မှာ journaling ရေးပြီးတဲ့အခါမှာပေါ့နော်ဘယ်ဘယ်ချိန်မဖြစ်ဖြစ်ပေါ့အဲ့လိုမနဲ့အရာထားတဲ့အခါမှာကိုက gratitude meditation လုပ်ပေးရမှာပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာ YouTube မှာအဲ့ gratitude meditation အာ sound ဆိုပြီးရိုက်လိုက်ပေါ့နော်ကိုတရားထိုင်မှုအတွက်တရားထိုင်နေဆိုတာကချက်တို့ဒီအာ gratitude ကျေးဇူးတရားပွားများတဲ့အခါမှာ focus လုပ်နိုင်မှုအတွက်ငြိမ်ငြိမ်လေးကိုယ့်ရဲ့စိတ်ကိုအဲ့ဒီကောင်းတဲ့အရာတွေပေါ်မှာ focus လုပ်ဖို့အတွက် meditation လုပ်ခိုင်းတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ YouTube မှာဒါမလုပ်တတ်သေးဘူးဆိုလို့ရှိရင် YouTube မှာဒီ gratitude meditation sound ဆိုပြီးတော့မှရိုက်ရှာလိုက်အဲ့ဒီအတန်လေး ကိုဖွင့်ပြီးတော့မှကိုကမျက်လုံးလေးမှိတ်ပြီးတော့မှဝင်လင်ထွက်လေကိုအာ focus လုပ်ပြီးတော့မှကိုရဲ့ဘဝမှာကောင်းမွန်တဲ့အရာတွေကိုတွေးပြီးတော့မှကျေးဇူးတင်တယ်ဆိုတဲ့စိတ်ကိုဒါအာကျေးဇူးတင်တယ်ဆိုတဲ့စိတ်ကိုခံစားရမှာပဲဖြစ်ပါတယ်ခံစားပြီးတော့မှကိုရဲ့စိတ်ထဲမှာလည်းအာဒီအရာတွေအတွက်ကျေးဇူးတင်တယ်ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းကိုအကောင်းအကောင်း အကောင့်ဘက်ကအရာတွေအကုန်လုံးကိုတွေးနေပြီးတော့မှအဲ့ဒီအရာတွေကျေးဇူးတင်နေဆိုတဲ့အကြောင်းကိုပြောပြပေးရမှာပဲဖြစ်ပါတယ်။ဒါကတော့ gratitude meditation မှာနောက်ထပ်တစ်ချက်ကတော့ gratitude work ပါမနေ့ရထားတဲ့အခါမှာကိုကအပြင်ကိုလမ်းလျှောက်ထွက်ရင်းနဲ့ကိုရဲ့ဒါစိတ်ခံစားချက်ကိုကောင်းမွန်စေမယ့်ပန်းချံလို့နေရာမျိုးကိုသို့မဟုတ်စိမ့်ဆူလှပတဲ့နေရာတစ်ခုကိုလမ်းလျှောက်ထွက်ရင်းနဲ့မှာကိုကလမ်းလျှောက်နေရင်းနဲ့မှာဒီ gratitude practice လုပ်လို့ရပါတယ်။လမ်းလျှောက်နေရင်းနဲ့မှာကိုရဲ့အတွေးတွေကိုတခြားနေရာကိုရောက်သွားတာမျိုးမဟုတ်ဘဲနဲ့ဒီကောင်းမွန်တဲ့အရာတွေပေါ်မှာ focus ထားပြီးတော့မှအဲ့ဒီအရာ တွေအတွက်ကျေးဇူးတင်ပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့လမ်းလျှောက်ထွက်ပေးရမှာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တဘာဝတရားကြီးကိုတခါတည်းခံစားပြီးတာနဲ့တပြိုင်နက်ကိုက positive gratitude practice လုပ်သွားရမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့မနဲ့အရာထားတဲ့အခါမှာအဲ့လိုလမ်းလျှောက်နေရင်းနဲ့မှာတဘာဝတရားကြီးကိုခံစားနေပြီးတော့မှာဩငါ့ရဲ့ဘေးနားမှာဒီလိုတဘာဝပတ်ဝန်းကျင်တွေရှိနေတဲ့အတွက်ကြောင့်မလို့ငါအသက်ရှင်ရတာပို့ပြီးတော့မှာအထောက်အကူပြုတယ်ငါအသက်ရှင်နေသေးတာဒီလိုတဘာဝတရားကြီးရှိနေတဲ့အတွက်ငါအသက်ရှင်ခွင့်ရသေးတယ်ဒါကြောင့်ဒီတဘာဝတရားကြီးကိုကျေးဇူးတင်တယ်ဒီသစ်ပင်လေးတွေကိုကျေးဇူးတင်တယ်ဒီအောက်ဆီဂျင်တွေကိုကျေးဇူးတင်တယ် ယ်ဒီနေ့နေအောင်ကြီးကိုယေစုတင်တယ်ဒီကောင်းငင်ကြီးကိုယေစုတင်တယ်စသဖြင့်အများကြီး gratitude practice လုပ်လို့ရပါတယ်ဒါကြောင့်မလို့အပြင်ကိုလမ်းလျှောက်ထွက်ခြင်းအပြင်တဘာဝနဲ့ပတ်သက်တဲ့ gratitude practice လည်းလုပ်လို့ရမှာပဲဖြစ်ပါတယ်နောက်ထပ်တစ်ချက်ကတော့ကိုယ့်ရဲ့မိသားစုအတွက် gratitude practice လုပ်ပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ဆုနာကို journaling လုပ်တာပဲဖြစ်ဖြစ် positive affirmation တွေကိုယ့်ရဲ့ပါဇက်ကနေရွတ်တက်ခံမှာပဲဖြစ်ဖြစ်ကိုကဒီမိသားစုကကိုဘေးနားမှာရှိနေပြီးရတဲ့အတွက်ယေစုအများကြီးတင်ပါတယ်ဆိုတော့ဒီမိသားစုမရှိရင်ကိုယ့်ရဲ့ဖြစ်တည်မှုဆိုတာလည်းရှိလာမှာမဟုတ်ဘူး းပေါ့နော်ဒါကြောင့်မို့လို့လူဆိုတာဘယ်တော့မှတယောက်တည်းနေလို့ရတဲ့တံတားမဟုတ်ဘူးပေါ့နော်အဲ့တော့ကိုယ့်ရဲ့ဘေးနားမှာရှိတယ်ကိုယ့်ရဲ့ဒီမိသားစုရဲ့တံမိုးကိုသိမြင်ပြီးတော့မှတယောက်ချင်းစီတိုင်းမိသားစုတွေမှာကိုယ်နဲ့အဆင်မပြေတဲ့လူတွေလည်းရှိမှာပဲဒါပေမဲ့အဲ့ဒီအဆင်မပြေတဲ့လူတွေက အစကိုယ့်ရဲ့အဆင်ပြေတဲ့လူတွေတမိုးထားရတဲ့မိသားစုတစုလုံးကိုကောင်းတဲ့ဘက်ကနေကောင်းတဲ့အချက်တွေကိုပဲကြည့်ပြီးတော့မှသူတို့တွေကိုတခုချင်းစီတယောက်ချင်းစီကျေးဇူးတင်ပေးရမှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့မနဲ့အရာထားတဲ့ခါမှာကိုယ့်ရဲ့မိသားစုကိုလည်းကျေးဇူးတရားပွားများဖို့မမေ့ပါနဲ့။ကိုယ့်ရဲ့အဖေနဲ့အမေကိုကျေးဇူးတင်ဖို့မမေ့ပါနဲ့။ကိုယ့်ရဲ့ညီကောင်မောင်နှမတွေကိုလည်းကျေးဇူးတင်ဖို့မမေ့ပါနဲ့။ဒါသူတို့ရှိလို့ကိုယ့်ရဲ့ဒီငယ်ဘဝအမှတ်တရတွေရှိခဲ့တယ်ပျော်ရွှင်မှုတွေရှိခဲ့တယ်။ဆင်းဆိုလို့ရှိရင်ကိုယ့်ရဲ့ဒါ ညီကမောင်နှမအငယ်လေးတွေပေါ့နော်များသောဖြင့်တူတူမလေးတွေပေါ့အရန်ဟိုမှာဒါသူတို့ဆိုအရန်ကျေးဇူးတင်နေအဲပြီးတော့သူတို့ရှိလို့လည်းချမ်းပျော်တယ်သူတို့နဲ့လည်းနေကျင်တယ်ပေါ့နော်ဖြစ်နိုင်ရင်တော့အဲ့တော့သူတို့နဲ့ရှိခဲ့လို့ဒီလိုကောင်းမွန်တဲ့အမှတ်တရတွေရခဲ့တယ်အဲ့ဒါကြောင့်မို့နေတိုင်းနေတိုင်းသူတို့လွမ်းတဲ့စိတ်တွေဖြစ်လာတဲ့ခါတိုင်းမှာကျေးဇူးတင်နေဆိုတဲ့စိတ်တွေလည်းဖြစ်ပေါ်တယ်ပေါ့ဒါကြောင့်မို့လို့ကိုယ့်ရဲ့ family တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ဖို့မမေ့ပါနဲ့ကိုယ့်ရဲ့ family မိသားစုထဲမှာကိုယ့်ကိုစိတ်နာအောင်လုပ်ခဲ့တဲ့ဆွေမျိုးတွေလည်းရှိမယ်ပေါ့နော်ဒါပေမဲ့အမုန်းတရားမထားဘဲနဲ့အကောင်းဘက်ကမြင်ပြီးတော့မှကျေးဇူးတရားနဲ့ကြည ည့်မယ်ဆိုလို့ရှိရင်ကိုယ့်ကိုခက်ခဲတဲ့အချိန်မှာတကယ်လို့ပြစ်ထားခဲ့ရဆိုလို့ရှိရင်တော့မှအဲ့ဒီခက်ခဲမှုကကိုယ့်ကိုပိုတန်မှာသွားစေပြီးတော့မှနောက်ထပ်အဖြေတစ်ခုကိုဘလို့ရှာရမလဲဆိုတာသူကတင်ပေးလိုက်တယ်လို့ပဲပေါ့နော်ဒါကြောင့်မို့လို့အဲ့ဒီမိသားစုတွေကကိုယ့်ကိုပြစ်ထားတဲ့လူတွေရှိရင်တော့မှအဲ့ဒီလူတွေကိုလည်းကျေးဇူးတင်ဖို့မမေ့ပါနဲ့ပေါ့နော်အကောင့်ဘက်ကကြည့်လို့ရှိရင်အရာရာတိုင်းကလှပါတယ်ဒါကြောင့်မို့လို့ negative thing ကဘယ်တော့မှမတွေးဘဲနဲ့ positive thinking နဲ့ တွေးပြီးတော့မှသာလျှင်ကိုယ့်ရဲ့ဘဝကိုဒါကောင်းမွန်ခြင်းလှပခြင်းနေနဲ့အလှဆင်နိုင်မှာပဲဖြစ်ပါတယ်ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုကျေးဇူးတင်ရမှာပဲဖြစ်ပါတယ်အဲ့တော့ဒီခန္ဓာကိုယ်ရှိနေလို့ကိုယ်ဆိုတာလည်းရှိနေရပေါ့နော်ဒါကြောင့်မို့လို့ဒီခန္ဓာကိုယ်ရှိနေလို့ကိုယ်လည်းစားနိုင်တယ်သွားနိုင်တယ်လာနိုင်တယ်ဒီလက်ချောင်းလေးတွေရှိနေလို့အလုပ်တွေလုပ်နိုင်တယ်ဒီခြေတော်နှာချောင်းရှိနေလို့လမ်းနေလျှောက်နိုင်တယ်အာဒီအုံနှောက်ရှိနေလို့တွေးခေါ်နိုင်တယ်အလုပ်တွေလုပ်နိုင်တယ်ဒီမျက်လုံးရှိနေလို့မြင်နိုင်တယ်လှပတဲ့အရာတွေဒီနှာခေါင်းရှိနေလို့ဒါအသက်ရှူပြီးတော့မှအသက်ရှင်နေနိုင်တယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုချင်းစီကိုလည်းကျေးဇူးတင်မှုမမေ့ပါနဲ့ ယ်ကိုကအဲ့လိုကျေးဇူးတင်မှု အာမမေ့ဘူးအမြဲတမ်းကိုယ့်ရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတစ်ခုချင်းစီကိုကျေစုတင်လာပြီးဆိုတာနဲ့တပြိုင်နက်ကိုယ့်အကုတ်ကိုလက်ခံလာပြီးတော့မှကိုယ့်ရဲ့ဖြစ်တည်မှုကိုလက်ခံလာပြီးတော့မှပျော်ရွှင်မှုကိုဒါခံစားရမှာပဲဖြစ်ပါတယ်ဒါမပျော်ရွှင်တဲ့လူတွေထဲမှာလည်းကိုယ့်ရဲ့ဖြစ်တည်မှုကိုလက်မခံနိုင်တဲ့လူတွေပါတယ်ပေါ့နော် ကိုယ့်ရဲ့ဖြစ်တည်မှုဆိုတာဘယ်တော့မှရုပ်ဆိုးတာတို့ဆိုးတယ်ဆိုတာမရှိပါဘူးကိုယ်ကအမြဲတမ်း unique ဖြစ်တာပါတယောက်နဲ့တယောက်က different မတူညီကြဘူးအဲ့ထဲမှာမှကိုယ်ကရုပ်ဆိုးတယ်ဆိုတာမျိုးမရှိဘဲနဲ့ unique ဖြစ်တာအဲ့ဒါကိုလက်ခံပြီးတော့မှနေ့စဉ်နဲ့အများကိုက gratitude practice ကိုယ့်ရဲ့ခန္ဓာကို နဲ့ပတ်သက်ပြီးတော့ gratitude practice လုပ်မယ်ဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ပျော်ရွှင်မှုကိုခံစားလာရမှာပဲဖြစ်ပါတယ်။ကိုယ့်ရဲ့ခန္ဓာကိုယ်အတွက်အစိပ်ပိုင်းတစ်ခုချင်းစီအတွက် practice gratitude လုပ်ပါလို့ချင်တယ်ဒီနေ့ကနေတိုက်တွန်းချင်ပါတယ်။နောက်တစ်ချက်ကတော့ visualize a positive day ပါ။မနေ့အရထားပြီးဆိုတာနဲ့ဒီနေ့တစ်နေ့တာကိုငါဘယ်လိုမျိုးအကောင်း ကောင်းမွန်အောင်ဖြတ်သန်းမလဲဆိုတဲ့ပုံရိပ်ကလေးတွေကိုအာဒီနေ့တနေ့တာမဖြစ်ခင်လုံးမှာပုံဖော်လို့ရပါတယ်အဲ့တော့ visualization ကအာကိုယ့်ရဲ့ဘဝမှာအရင်အရေးပါတယ်ပေါ့နော်ကိုတွေးနေတဲ့အရာတွေအကုန်လုံးကကိုယ့်ရဲ့ဘဝမှာဖြစ်ပေါ်လာတာအဲ့ဒီတွေးနေတဲ့ဘဝမှာယုံကြည်ချက်ပေါ်မူတည်ပြီးတော့ကိုယ့်ရဲ့ဘဝမှာအကုန်ဖြစ်ပေါ်လာတာပေါ့နော်ဒါကြောင့်မလို့အဲ့လို visualization ကမကောင်းတဲ့အရာကိုတွေးမိပြီးတော့အဲ့ဒီအရာကိုမသိစိတ်ကယုံနေပြီဆိုလို့ရှိရင်အဲ့ဒီအရာတကယ်ဖြစ်လာတာအဲ့ဒီမကောင်းတဲ့အရာကိုကောင်းတဲ့အရာကိုယုံသွားတယ်အဲ့ဒီကောင်းတဲ့အရာကိုယ့်ရဲ့စိတ်ထဲမှာလည်းဒါ အဲ့ဒီကောင်းတဲ့ຢာကိုယ့်ရဲ့စိတ်ထဲမှာလည်းပုံဖော်နေပြီဆိုလို့ရှိရင်အဲ့ဒီကောင်းတဲ့ຢာတွေကတကယ်ဖြစ်လာတယ်။ဒါကြောင့်မို့လို့ကောင်းမွန်တဲ့ positive day တစ်ရက်ကိုဘယ်လိုဖြတ်တမ်းမလဲဆိုတော့အဲ့ຢာထခံပြီးမှမျက်လုံးလေးမှိတ်ပြီးတော့စဉ်းစားမယ်ပေါ့နော်။အဲ့တော့ဒီနေ့အာဘယ်တွေကိုဘယ်လိုသွားမယ်ငါအလုပ်တွေကိုဘယ်လိုပြီးမြအောင်လုပ်မယ်ဘယ်သူတွေကိုကောင်းကောင်းမွန်မွန်ဆက်ဆံမယ်တတ်မှုထားမယ်အဲ့အဲ့လိုမျိုးပေါ့ဆက်သဖြင့်ကောင်းမွန်တဲ့အရာတွေနဲ့ကိုယ့်ရဲ့တဏှိတာလေးကိုဘယ်လိုဖြတ်တမ်းမလဲဆိုတာကိုတွေးကြည့်ပြီးတော့မှကောင်းမွန်တဲ့တဏှိတာကိုဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ visualization and positive day အာတဏှိတာကို positive day ဖြစ်အောင် visualize ုံဖော်ကြည့်ပါမြင်အောင်ကြည့်ပါဆိုတာက ပထမဆုံးနံပါတ်1အိပ်ရထားတဲ့အချိန်မှာလုပ်ရမှာဖြစ်ပါတယ်အဲ့ဒါပြီးလို့ရှိရင်တော့ဒီ gratitude အာ journaling လုပ်ပေါ့နော်ဆိုတော့ visualize a positive day ပါနောက်တစ်ခုကတော့ကိုယ့်ရဲ့ morning routine တွေလုပ်နေတဲ့အခါမှာအကျေစုတရားပွားများရမှာပဲဖြစ်ပါတယ်အဲဥပမာကိုကသွားတိုက်နေပြီကိုယ့်ရဲ့မျက်နှာတွေတင့်နေပြီဆိုလို့ရှိရင်ဒါဒီနေ့သွားတိုက်တယ်ဒီသွားတိုက်တဲ့ပုံစံတွေသွားတိုက်စီတွေရှိနေသေးတယ်ဝင်နိုင်သေးတယ်ဆိုတော့ဟာလေးတွေကျေစုတင်တတ်ရမယ်အဲမျက်နှာတင့်ပြီဆိုလို့ရှိရင်အော်ငါဒီရေကောင်းရေကောင်းကောင်းနဲ့ငါမျက်နှာလေးကိုတင့်နိုင်တယ်မျက်နှာကိုတန့်ရှင်းသွားအောင်လုပ်နိုင်တယ်အဲ့ ့ရာတွေအတွက်တစ်တစ်လျာစာအဲ့လိုမျိုးကျေးဇူးတင်တတ်ရမှာဖြစ်ပါတယ်မနက်စာပြင်နေပြီဆိုလို့ရှိရင်လည်းအငါဒီနေ့မနက်စာစားခွင့်ရသေးတယ်မနက်စာကောင်းကောင်းစားခွင့်ရသေးတယ်အဲ့လိုမျိုးစသဖြင့်မနက်စာပြုတ်လုတဲ့ပစ္စည်းလေးတွေကအစဒီပစ္စည်းလေးရှိလို့ငါမနက်စာစားနိုင်တယ်စသဖြင့်ပေါ့နော်ကိုယ့်ရဲ့ morning routine လုပ်နေတဲ့တစ်ခုချင်းစီပေါ်မှာအာရုံကို focus ထားပြီးတော့မှကောင်းမွန်တဲ့အတွေ့အကြုံနဲ့အဲ့ဒီအရာတွေ gratitude ကျေးဇူးတရားပွားများရမှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာကိုယ့်ရဲ့အတွေ့အကြုံကတခြားနေရာကိုလွှင့်စင်သွားတာမျိုးမရှိဘဲနဲ့ကောင်းမွန်တဲ့အရာတွေပေါ်မှာ focus ထားလေကိုယ့်ရဲ့မသိစိတ်ကအဲ့ဒီကောင်းမွန်တဲ့အရာတွေ ုမှတ်လေကျေးဇူးတရားရင်ထဲမှာပွားများလေကိုကကောင်းမွန်တဲ့အရာတွေကို attract လုပ်နိုင်လေပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့ morning routine တစ်ခုတိုင်းမှာကိုက focus လုပ်ပြီးတော့ gratitude အာ practice လုပ်ရမှာဖြစ်ပါတယ်ဒါက meditation လုပ်တာနဲ့တူတူပါပဲတရားထိုင်တာနဲ့တူတူပဲပေါ့နော်တရားထိုင်နေဆိုတာကဒီနေရာမှာညလုံးမှိတ်ပြီးတော့ထိုင်နေမှတရားထိုင်တာမဟုတ်ဘူးပေါ့နော်အရာတခုကိုအာယုံစိုက်ထားတယ်လုံးဝအာယုံမလွင့်သွားဘူးဆိုလို့ရှိရင်ဒါတရားထိုင်နေတမျိုးပဲပေါ့နော်ဒါကြောင့်မို့လို့ကိုယ့်ရဲ့ morning routine တစ်ခုလုပ်တဲ့အတိုင်းမှာကိုက ကောင်းမွန်တဲ့ຢာတွေပေါ်မှာ focus ထားပြီးတော့ငါဒီຢာလေးကိုလုပ်နေတယ်အာဒီလိုလုပ်ခွင့်ရတဲ့အတွက်ကျေးဇူးတင်တယ်ဆိုတဲ့စိတ်ထားလေးကိုထားမယ်ဆိုလို့ရှိရင်ကျေးဇူးတရားပွားများတဲ့အခါမှာနှလုံးသားလေးကပျော်ရွှင်လာမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ morning routine တစ်ခုချင်းစီးတိုင်းကို gratitude practice လုပ်ပေးပါ။နောက်ဆုံးတစ်ခုအနေနဲ့ကတော့အဲ့လိုမျိုး gratitude practice လုပ်တာကိုတရက်ထဲလုပ်လို့မရပါဘူး။ကိုယ့်ရဲ့ဘဝရှင်သန်နေတဲ့၍နေ့စဉ်နေ့တိုင်းကိုက consistency เนาะအာကိုယ့်ရဲ့ habit တစ်ခုအနေနဲ့တိဆောက်ပြီးတော့လုပ်ရမှာပဲဖြစ်ပါတယ်။ဆိုတော့ဆက်စားခြင်းမှာကိုကလေအဲ့လိုကိုကိုပြန်ပြီးတော့တွေးကြည့် ီးပေါ့နော်ငါဘွားမှာအကောင်းမြင်စိတ်များတဲ့လူလားအဆိုးမြင်စိတ်များတဲ့လူလားအားနေသူများကိုဗလိန်းနေတဲ့လူလားကိုယ့်ကိုယ်ကိုပဲ ကောင်းတယ်ဟုတ်ဟုတ်လာပြီလို့ထင်ပြီးတော့သူများတွေဆိုရင်ဟမ်သူကဘာဖြစ်တယ်ဘလို့ဖြစ်တယ်ညာဖြစ်တယ်ဟာအဖေတို့မိတို့ကလည်းဒါပြန်ပြီးဒါပဲအညီကောင်မတို့မှအချင်းချင်းဆိုလို့ရှိရင်လည်းနေရငါတော့ဘာလို့ပေးဘူးလို့လည်းဘာလဲအဲ့လိုမျိုးအကောင်းမြင်စိတ်တွေမရှိဘဲနဲ့ negative thinking တွေနဲ့တစ်ချိန်လုံးများနေရလူလားပြန်တွေးကြည့်ပါတော့အဲ့လိုလူဆိုလို့ရှိရင်ကိုယ့်ဘဝမှာပျော်ရွှင်မှုဆိုတာတေချာပေါက်နဲပါတယ်ဒါကြောင့်မလို့ကိုယ်ကပျော်ရွှင်တဲ့လူဖြစ်ချင်တယ်ကိုယ့်ရဲ့ဘဝမှာအိမ်မက်တွေရှိတယ်အဲ့ဒီအိမ်မက်တွေကိုဖန်တီးခြင်းနဲ့ရယူခြင်းနိုင်တယ်ဆိုလို့ရှိရင်တော့ဒီ practice gratitude ကိုနေ့စဉ်နဲ့အမျှကိုယ့်ဘဝမတည်မခြင်းပြုလုပ်ပြီးသွား ွားရမှာပဲဖြစ်ပါတယ် practice gratitude လုလုတာလုလာတာ ਨੇ မြတ်ပေါ့နော်ကိုယ့်ရဲ့ရုပ်ကလေးကဒါအကြည်တက်ရလာမယ်ဘာဖြစ်လို့လဲဆိုတော့နှလုံးသားထဲမှာဒီကျေးဇူးတရားပွားများပြီးအရာတစ်ခုကိုကျေးဇူးတင်ပါတယ်လို့ပြောလိုက်လို့ရှိရင်ကိုယ့်ရဲ့စိတ်ထဲမှာလည်းခံစားချက်ကကောင်းလို့တစ်ဖက်လူကလည်းအာကိုဘယ်လိုလဲတစ်ဖက်လူစိတ်ထဲမှာလည်းခံစားချက်ကကောင်းတယ်အေးအဲ့လိုပဲပေါ့နော်ကိုယ့်ရဲ့စိတ်ထဲမှာလည်းကိုယ်နဲ့ပတ်သက်ပြီးတော့ဒီအရာရာတိုင်းကိုတိတိလျှဆကြည့်ပြီးတော့မှတန်မိုးထားပြီးတော့မှဒါ gratitude practice လုပ်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့နှလုံးသားကပျော်ရွှင်မှုကိုခံစားလိုက်ရပြီးတော့မှအေးချမ်းလာမယ်ပေါ့နော် အဲ့လိုမျိုးပျော်ရွှင်မှုကိုခံစားလာပြီးအေးချမ်းလာတာနဲ့အမျှကိုယ့်ရဲ့ဘဝမှာကိုဖြစ်ချင်တာတွေဖန်တီးချင်တာတွေကိုစိတ်အေးအေးနဲ့အာရုံစူးစိုက်မှုကောင်းကောင်းနဲ့ဒါကဖန်တီးဖန်တီးနိုင်လာမှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့နေ့စဉ်နဲ့အမျှမနဲ့အိပ်ရထားတဲ့အခါတိုင်းမှာချမ်းခွန်းကပြောတဲ့အချက်တွေအကုန်လုံးကိုလုပ်ပြီးပို့နော်။အဲ့တော့ အဲ့ဒါက gratitude practice လုပ်တဲ့နည်းလမ်းတွေပါပဲ gratitude practice လုပ်တဲ့အကျိုးရလဒ်တွေကတော့ချမ်းပေါ်မှာပြောခဲ့တယ်လို့ပဲပေါ့နော်စိတ်ပီစီးမှုကိုရောကြစေတယ်ပျော်ရွှင်မှုကိုတိုးပွားစေတယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ဘဝမှာကိုဖြစ်ချင်တာတွေကိုဖန်တီးနိုင်တယ် manifestation လုပ်တဲ့အခါမှာဒါ basic thing ပေါ့နော်မဖြစ်မနေဒီ gratitude practice ကလုပ်ရမယ်ပေါ့နော်ဒါကြောင့်မလို့ manifestation လုပ်တဲ့အခါမှာ gratitude ကိုကကျေးဇူးတရားပွားများတတ်တဲ့လူဆိုလို့ရှိရင်အဲ့ဒီ manifestation တွေကဖြစ်လာတယ် manifestation တွေမဖြစ်တဲ့လူတွေကလေကိုယ့်မှာရှိတဲ့အရာတွေကိုမမြင်မဲနဲ့ဥမာကိုကအခု10သိန်းလောက်ရှာနေနိုင်တယ်လူပဲ ထားပါတော့အဲ့ဒီသိန်းတရာသိန်းတထောင်မရလို့ငါအဲ့ဒီဟာကိုရအောင်ရမယ်ဘာလို့မရတာလဲဘာဖြစ်အဲ့လိုမျိုးလောဘစိတ်တွေဖြစ်လာပြီးကိုယ့်ကိုမကြင်မနက်ဖြစ်လာပြီးဆိုလို့ရှိရင်အဲ့ဒီ manifestation เนี่ยမအောင်မြင်နိုင်ဘူးပေါ့နော်ဒါကြောင့်ကိုယ်က7သိန်းရနေပြီဆိုလို့ရှိရင်ဒီ7သိန်းရနေတဲ့အလုပ်ကလေးကို ဒီလိုမျိုးငါရှာဖွေနေရတော့ကျေးဇူးတင်တယ်ဒီလိုအလုပ်တွေကိုငါလုပ်နိုင်နေတော့ကျေးဇူးတင်တယ်ဆက်သဖြင့်အရင်ဆုံးကျေးဇူးအရင်တင်တတ်ရမှာပဲဖြစ်ပါတယ်ကျေးဇူးတင်တဲ့မှာသာကိုယ့်ရဲ့အုံနောက်ထဲအတွေ့အမှာကိုကပို့ပြီးတော့မှ creative thinking တွေကိုပို့ပြီးတော့တွေးလာနိုင်မှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီ gratitude practice ကအရာရာပဲပေါ့နော်လုံးဝ basic သူ့ရဲ့အပေါ်မှာမှတခြားလူချင်းတဲ့ဟာတွေကိုတစင်ပြီးတစင်တစင်ပြီးတစင်ဒါဖန်ပြီးသွားနိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီ basic thing ကိုနေတိုင်းအဆက်မပြတ်လေ့ကျင့်ပေးရမှာပဲဖြစ်ပါတယ်။အေးရထားတဲ့အခါမှာအာချက်ကတော့သတိရရင်ရတယ်လို့ပေါ့နော်။အေးရထားတဲ့အခါမှာလည်းပဲဖြစ်ဖြစ်ပြီးတော့သတိရရင်ရတယ်လို့ဒါ gratitude practice လုပ်ပေးပါတယ်။ညနေပိုင်းဆိုလို့ရှိရင်လည်းဒီနေဝင်နေထွက်တာကိုကြည့်ပြီးတော့ပေါ့နော်။နေဝင်သွားတာကိုကြည့်ပြီးတော့ အာတနေ့တာကုန်သွားပြီတနေ့တာကိုဒီလက်လက်ပပဖျက်တမ်းခဲ့ရတဲ့အတွက်ဒါကျေးဇူးတင်တယ်တနေ့တာမှလည်းဒါမကောင်းတာနေနဲ့ကျွန်ရမှာပဲဒါပေမဲ့ဘွားဆိုတာကဒီလိုအယောင်သွေးစုံလင်လာလို့ပဲချမ်းလက်ခံတာလေကောင်းတာတွေမကောင်းတာတွေလည်းအယောင်သွေးစုံလင်နေအဲ့ဒီအရာကိုလက်ခံနေကြည်နူးတယ်အာပြီးတော့ okay okay ပြင်မှာအဲ့လိုစိတ်ကလေးနေပဲဒါဖျက်တမ်းတယ်ဒါကြောင့်မို့လို့စိတ်ဆင်းရဲတဲ့စိတ်ဖိစီးရဲဆိုတာနည်းပါတယ်ချမ်းပွားမှာဒါကြောင့်မို့လို့ဒီ gratitude practice က basic thing အရာရာပဲဖြစ်တဲ့တကြောင်မို့လို့ဒါနေ့စဉ်နဲ့အများ consistency နဲ့အာလုပ်ပေးရတာမှာလုပ်ပေးရမှာပဲဖြစ်ပါတယ် ။ဒါကြောင့်မလို့ဒီနေ့ကစပြီးဒီဗီဒီယိုလေးကြည့်ပြီးပြီဆိုလို့ရှိရင်เนาะဒါ gratitude practice စလုပ်ပါတော့လို့ channel ပြောချင်ပါတယ်။ Don't forget to subscribe my YouTube channel เนาะ YouTube channel and then ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုလို့ရှိရင်เนาะ give it a thumbs up ပါ။လက်မလေးထောင်ပေးခဲ့ပါ။ဆိုတော့ bye bye see you on my next video ပါ။ bye bye